ရှောင်းကရီနီနဲ့စာမိုးပြင်းမြို့မှာစစ်ကောင်စီနဲ့တော်လိုက်ရတပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်းထနေပြီးစစ်ကောင်စီဘက်ကလင်းနေကြီးပစ်ခတ်တာကြောင့်အယတာနေအေးတချို့မီးလောင်နေတယ်လို့ဒေတာခါရီကပြောပါတယ်တော်လိုက်ရတပ်ဖွဲ့တနည်းကြောကြားထိုက်ချုပ်ထားတဲ့မိုးပြင်းမြို့ကိုပြန်လည်ရရှိဖို့စစ်ကောင်စီကအေအားအလုံးအင်းနဲ့စစ်ကြောထိုးနေပြီးတိုက်ပွဲတွေပြင်းထနေတဲ့ဖြစ် ဒီနေ့ဇူလ29ရက်နေ့မှာစစ်ကောက်စီကလင်းနေကြီးတွေအဆက်မပြတ်ပြစ်ခတ်နေတယ်လို့ဒေတာခတ်တူကပြောပါရယ်။ပြီးခဲ့တဲ့ဇူလ26ရက်နေ့ကလည်းမူပြင်းမြို့တိုက်ပွဲတွေစစ်ကောက်စီကလင်းနေကြီးအတုံးပြူတဲ့အပြင်ဓာတုအစိမ့်မွေဘိုးတွေကိုပါအတုံးပြူပြီးတိုက်ခိုက်နေတယ်လို့စီရီတတင်းအရင်းနှစ်တူကပြောပါရယ်။ စစ်ကောင်စီကမူပြင်းမျိုးကိုပြန်လည်ရရှိဖို့စစ်ကြောင်းနဲ့ကြောင်းနဲ့အီအား900စီစစ်ကြောင်းထိုးနေပြီးလက်နက်ကြီးတွေ drone တွေအဆက်မပြတ်ပြခတိုက်ခိုက်နေပါတယ်။ပြီးခဲ့တဲ့ဆိုလရှင်းရနေမှာလဲမူပြင်းတိုက်ပွဲပြစ်ထားနေတဲ့အတွက်မူပြင်းလာမကြီးကိုပြတူတွေမတွာလာဖို့ရေအကတမရှိ ပိတ်ထားမယ်လို့တော်လိုက်တက်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။